ဖုတ်ဘောမှာစာရေးပရိသတ်များအားလုံးပဲမင်္ဂလာပါဒါမနေ့ညတော့အားလုံးသိတဲ့အချိန်မှာ English အသင်း၃တင်း semi final တွေကစားခဲ့တယ်ဆိုတော့ဒီ Manchester United Tottenham Hotspur နဲ့ Chelsea ဆိုတော့ဒီပွဲစဉ်၃ပွဲတည်းကကျွန်တော်ဟုတ်တာအရင်ဆုံး Manchester United ပွဲအကြောင်းကိုသုံးသပ်သွားမှာပေါ့နော်ဆိုတော့ Manchester United ပထမပိုင်းမှာ under pressure အနေထားကိုရောက်ခဲ့တယ်အဲသူတို့တတ်တောင်းတတ်တာမရှိခဲ့ဘူး ဆိုတော့အဲ့ဒီအနေအထားကနေပြီးတော့နောက်ဆုံးမှာတော့ United အသင်းလေးပြ Robin Emoran ရဲ့ဒီ game အပေါ်ကင်တွယ်မှုအရေးအသွေးပေါ့လေအဓိကအပြင်တော့ဟိုလူစားလဲမှုမှန်ကန်ရေပေါ့သူ့ရဲ့ Trevor substitution တွေကနေပြီးတော့ game ရဲ့အလှည့်အပြောင်းဖြစ်သွားတယ်ဆိုတော့တစ်ခါလေကြာရင်ဘောလုံးပွဲတစ်ပွဲကအဓိကအဓိက ticket textbook example ပဲအဲ့ဒါပါလဲဆိုတော့ ဟို tactics တခုတည်းနဲ့တော့ဒီတခါလေကြမလုံလောက်တတ်ဘူးကိုယ့်ရဲ့ tactics တွေအစင်မပြေတဲ့အချိန်မျိုးတွေမှာတကယ်ဒီအချိန်မှန်မှာတကယ်အချိန်ကောင်းမှာအချိန်မှန်မှာအချိန်ကြိုက်ပြီးတော့လူသားလဲမှုကောင်းတွေက game ရဲ့ situation ကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတာဆိုတော့ဒီလိုပွဲမျိုးကလည်းဒါတသက်ပြတဲ့ပွဲတွေကတပွဲပဲဆိုတော့ Amron ရဲ့ managerial maturity ကိုကျွန်တော်တို့မြင်ရသလိုဒီမှန်ကန်တဲ့ moment တစ်ခုမှာ game ရဲ့အခြေအနေကို နားလည်ပြီးတော့မှန်ကန်တဲ့လူသားလင်းမှုတွေလုပ်ခဲ့တာကိုမြင်ရတယ်ဒီလူသားလင်းမှု၃ခုအပြည့်မှာပဲ Manchester United အသင်က disorganized ဖြစ်နေတဲ့အနေအထားတွေ under pressure ဖြစ်နေတဲ့အနေအထားတွေကနေပြီးတော့ချက်ချင်းပဲတုံ့ပြန်နိုင်ခဲ့ပြီးတော့ပွဲအဖြေကလုံးဝပြောင်းလဲသွားခဲ့တယ်ဒီဘက်မှာ Manchester United နဲ့ပတ်သက်ပြီးတော့ချီချူးကျင်စရာ ကောင်းတဲ့ကစားသမားတွေထူးထူးခြားခြားမျိုးလုံးထဲမှာမြင်တယ်။ဆိုတော့အသင်းလိုက်အနေနဲ့ပြောမယ်ဆိုမန်ချက်စတာယူနိုက်တက်အသင်းရဲ့ခံစက်ဟာအမိုရင်လိုချင်တဲ့အဆင့်နီးပါးကို တဖြည်းဖြည်းနဲ့ရောက်လာပြီ။ခံစက်ဆိုတဲ့နေရာမှာလန်ဒလော့ဖ်တို့ဟယ်ရီမကွိုင်းယားတို့နှစ်ယောက်စလုံးမနေရဆိုရင်နှစ်ယောက်စလုံးအားနေတယ်။နှစ်ယောက်စလုံးတက်တောင့်တတာမရှိဘူး။သို့တော့ဒါကနောက်တန်းလူတွေပေါ့။လူအနေနဲ့ဆိုရင်အားနေချက်တွေရှိတယ်။ ဒါပေမဲ့ Kansas system တခုကိုတည်ဆောက်တဲ့အချိန်မှာ Manchester United အသင်းဟာဟိုတော်တော်အလုံးလုံးနဲ့တော့တွေ့ရတယ်တော်တော်လေးအကွန်ပတ်ရှိတယ်ဆိုတော့တွေ့ရတယ်ဘေဘောက်လည်းကစားနေတာပဲဘေဘောက်လည်းပြဿနာကသူတို့ဒီ Iñaki Williams တို့ Nicole Williams တို့ပြီးတော့ဒီ Danny Vivian တို့ဒီကစားသမားတွေမပါတဲ့အတွက်သူတို့မှာအားနည်းချက်တွေရှိတာတော့မှန်ပေမဲ့ဒီဘေဘောက်ရဲ့ပုံမှန်မြင်နေရ speed တွေ creativity တွေပြီးတော့ defensive solidity တွေဒီအရာတွေအားနည်းနေတာမှန်ပေမဲ့ ် United ဟာအဲ့ဒီကစားသမားတွေနဲ့အတူလဲပထမအကြော့မှာသူတို့မထင်မှတ်တာတွေလုပ်ပြနိုင်ခဲ့တယ်။ဒီကစားအခုကစားတဲ့ပွဲမှာလဲဘေဘောရဲ့ဒီပုံစံကပြောင်းသွားတယ်။ဒီတူးချင်းရဲ့အလုတ်လုံးနိုင်တဲ့နှုံးပေါ့နော်အလုတ်လုံးနိုင်စွမ်းကို အာမကူတော့ပဲနဲ့အသွင်းလိုက် ပုံစံနဲ့အစာအဆုံးမရက်မနာတောက်လျှောက် energy အပြည့်နဲ့ကစားသွားတယ်။ကစားလဲကစားနိုင်တယ်ကစားနိုင်သွားလဲရှိတယ်ဘေဘောလဲချီးကျူးသွားတယ် သူတို့ကစားခဲ့တာမိနစ်60လောက်ထိပြောအောင်အလုပ်လုပ်တဲ့ပုံစံကစိုးရင်စရာပဲသူတို့ကိုယ်ကလည်းတကူရသွားတယ်ဆိုတော့အဲ့ဒီ United ရဲ့အဲ့ဒီ test organize ဖြစ်နေတဲ့အခြေအနေတွေ under performance ဖြစ်နေတဲ့အခြေအနေ under pressure ဖြစ်နေတဲ့အခြေအနေပြောင်းလဲသွားသလိုနောက်တစ်ချက်ဆိုတော့ကျွန်တော်ပြောသလိုပဲဒီခံစစ်ကစားသမားတွေတော့၃ယောက်ရှိတယ် Lenny Yoro ရဲ့ပြီးတော့ Harry Maguire ရဲ့ Victor Lindelof ဖြစ်အဲ့ဒီ၃ဦးထဲမှာဒီ Yoro ကလွှဲရင်ကျန်တဲ့ကစားသမား၂ဦးစလုံးဟာ သူတို့အတွက်နေကောင်းမဟုတ်ဘူးသူတို့ကစားနေတဲ့ပုံစံတအူးချင်းမှာအားနည်းမှုတွေရှိတယ်ဟယ်ရီမဂွိုင်ယာကဒီ error လေးတန်းတူကိုဖြစ်သွားတယ်ပြီးတော့ဒီ Landelof ကအဲ့ထိမ့်ထုတ်တဲ့အပိုင်းနေမှာအာယုဆက်ဆိုင်မှုရော့တယ်လို့လို့သူမဟုတ်ဒီ physical ဘိုင်းရော့နေတယ်လို့လို့ ਨੇ သူ့စီကနေပပောက်ထွက်သွားမျိုးတွေတွေ့ရတယ်ယော်ရိုကတော့ AC ပဲဒါပေမဲ့စောစောပြောစလို့ပဲသူတို့ကစားတဲ့3 3421ပေါ့3421အဲ့3421မှာမန်ချက်စတာယူနိုက်တက်ခံစစ်ကစားတဲ့အခါမှာဒီဝင်းဘက်စ်နှုတ်ကအနောက်ကိုဆင်း5ဘက်ဖြစ်သွားတယ်ပြီးတော့ဒီ inside forward နှုတ်ကတောင်ပန်တွေကိုဆင်းတယ်ဒီ midfielder 4ယောက်ဖြစ်သွားတယ် response wide တူဦးထားခဲ့တယ် i541 shape i541 shape ကိုဒီကစားသမားတွေပေါ့တောင်ပန် င်ဆိုင်ဖော်ကစားသမားတွေနဲ့ဝင်းဘက်စ်တွေနဲ့တဆင့်စီကိုအနောက်ဆုတ်လိုက်ပြီးတော့5-4-1ဖြစ်သွားတယ်။အဲ့ဖြစ်သွားတဲ့အချိန်မှာအရန်ကွန်ဘက်ဖြစ်လုံးနဲ့ organize ဖြစ်တယ်။တိုးချင်းနေနဲ့အမားလေးတွေရှိပြီးမယ်။အသင်းလိုက်ကစားဖို့ကတော်တော် organize ဖြစ်တယ်။တောင်းတန်းဝအသင်းတော့လွယ်ကူကူရဖို့မကိုရောက်မလွယ်ဘူးရရင်လေအိုနာနာရဲ့အမားအနေနဲ့ရမယ်လို့ပြောတော့အောင်ကောင်းတယ်အိုနာနာဒီဘက်မှာလည်းသူ့ရဲ့ distribution တချို့ကအဆင်မပြေဘူးဆိုတော့ဟိုတိုင်းမထားပါဒီအိုနာနာကိုယ်တိုင်လည်း အများကြီးလဲဖမ်းမနေအောင်ပေါ့လေဟိုသူကောင်းတဲ့ပွဲလည်းရှိပါတယ်ဆိုတော့သူ့အကြောင်းမဟုတ်ခိုင်းတော့အဲ့541မှာ United ရဲ့အဲ့ဒီ defensive shape တော့အရန်ကောင်းသလို transition တွေကိုတွားတဲ့အပိုင်းမှာလဲဒီကနာချိုရဲ့အမြန်နှောင်းကအသင်းကိုကူညီပေးတယ်တိုးတော့ကနာချိုကအမြဲတမ်းပြောသလိုပဲမိသားတစ်ဖက်ရေမဟုတ်တစ်ဖက်ပဲသူကစိတ်လှုပ်ရှားစရာအခိုက်အတန့်တွေကိုဖန်တီးပေးပြီးရင်တို့မဟုတ်အဲ့အခိုက်အတန့်တွေမှာသူကအဓိက နေရာမှာသူရှိနေပြီးရင် သူကိုယ်တိုင်အဆုံးသတ်တဲ့အချိန်ကြရင်တော်တော်ကပောက်တိကပောက်ချာနဲ့ပေါ်ဒီပေါ်စာနဲ့အဲ့လိုပုံစံမျိုးဆိုတော့ကနာချိုးရဲ့ဒီအဲ့ one against 1နေပြီးတော့တကယ်100% chance တွေမဝင်ပေါင်းလဲမနေတော့ဘူးဝင်ခဲ့ရင်စောစီစီ United အသက်ရှူချောင်မယ်အဲ့ဘလို့ခေါမလဲအသက်ရှူချောင်တဲ့ပုံမူတည်ပြီးတော့တချို့လူငယ်ကစားသမားလေးတွေစောစောစီစီကစားလို့ရမယ်အများကြီးရတော့တစ်ခါလေကြာရင်ဘောလုံးအသင်းတသင်းဟာ ဲ့ကွန်းထဲမှာရှိတဲ့ကစားသမားတဦးဟာစိတ်ချတဲ့အနေထားတစ်ခုကိုဟိုလုတ်ခွင့်ရပါလေနဲ့မလုံနိုင်မလုံနိုင်နဲ့ဘန့်မှာအယိုးဆွေးသွားတဲ့ဒီကွန်းထဲကိုဝင်ပြီးတော့ဒီအစွမ်းပြောက်ခွင့်မရတဲ့လူငယ်ကစားသမားတွေအများကြီးပဲကနာချိုတို့တုန်းကရှေ့ကကစားသမားတွေကြောင့်ဒါကနာချိုတို့လူသားဝင်ဝင်ရခဲ့ပြီမယ်သူတို့ကိုယ်တိုင်အလှည့်မှာအဲ့ဒီတဘောက11 sorry ဖြစ်သွားပြီဆိုရင်ဒုတိယပိုင်းစတာ ਨੇ United ရဲ့ ဒီကစားချင်နေတဲ့လူငယ်ကောင်းကအများကြီးဝင်ဝင်ရမှာဒါပါတော့ဒါလည်းကျွန်တော်တို့နောက်မှပြောမယ်ကိစ္စပါเนาะဆိုတော့အဲ့ဒီမှာဒီလူသားလင်းမှု၃ခုလုံလိုက်တယ်အဲ့ဒီလူသားလင်းမှု၃ခုမှာအမဇာဝီကိုထုတ်လိုက်တယ်ပြီးတော့ဥဂတိကိုထုတ်လိုက်တယ်ကနာချိုကိုထုတ်လိုက်တယ်ဆိုတော့လုရှောကမာဇာဝီအစားဝင်လာတယ်ပြီးတော့ဒီဝင်လာပြီးတော့ဒေါ်ကူနဲ့စိုက်ချင်းလိုက်တယ်ဒေါ်ကူကညာချင်းရောက်တော့လုရှောက ဘယ်တန်းရောက်သွားတယ်โอเคပြီးတော့ကနာချိုအစားအမတ်တီလိုဝင်လာတယ်ဥဂါတိအစားမစ္စမောက်ဝင်လာတယ်ဆိုတော့မန်ဥဂါတိကဟိုညံ့လို့ပြုလို့တော့မဟုတ်ဒါပေမဲ့မစ္စမောက်ဝင်လာတယ်မစ္စမောက်ရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တို့မြင်ခဲ့ရတယ်အထူးသဖြင့်ဒီဘေဘောအသင်းရဲ့တောက်ခံထားတဲ့ click လေးဖောက်ဖောက်ဖောက်ဆိုတော့အကုန်ပြုတ်ကုန်တယ်အဲ့ဒီကောင်ကို game changer ကအမတ်တီလို အမတ်တီလိုရဲ့ တကယ် direct dribbling နေသူ့ရဲ့ဒီတောင်ပံဂျောတစ်ချောက်က creativity ဆိုတော့ဒီအချက်တွေကဘေဘောရဲ့ခံစစ်အစောပိုင်းမှာတည်ငြိမ်နေတဲ့ခံစစ်ကိုလုံးဝလှုပ်ရမ်းသွားစေပြီးတော့အလဲမှာအပေါက်တွေနေရာလွတ်တွေပေါ်လာတယ်အဲ့ဒီအပေါက်တွေနေရာလွတ်တွေကို missing mount missing mount ကသူ့ရဲ့ ball retention play display ရောသူ့ရဲ့ verticality ရောနောက် missing mount ရဲ့အရေးသူ့ရဲ့ကျွန်တော်အခုဒီသုံးသက်ချက်မှာပဲကျွန်တော် နောက်ပိုင်းဒါတိုးချင်းကျွန်တော်ပြောစရာရှိတော့เนาะအဲ့တော့အဲ့ဒီအနေအထားကနေပြီးတော့ဒီ look show look show ရဲ့ဟို balance နဲ့ defensive coverage ပေါ့ဆိုတော့ဒီအရာတွေအကုန်လုံးက United ရသွားတဲ့အချိန်မှာ Manchester United အတင်ဟာချက်ချင်းကြောက်စရာကောင်းသွားတယ် game ရဲ့ rhythm ပြန်လည်းမွေးဖွားလာတယ် control ပြန်ရလာတယ်ပြီးတော့တကယ်ဟိုအခွင့်အရေးဖန်တီးမှုတွေပြန်ရလာတယ်အဲ့ဒီအဲ့ဒီဒီ changes အပြီးမှာဆိုတော့ အဲ့ဒီ changes ကပဲ behavior အသင်းကိုနောက်ပြန်လန်ကြစေတယ်။အဲ့ဒီနောက်ပြန်လန်ကြစေတဲ့အနေအထားကနေပြီးတော့နောက်ဆုံးမှ Manchester United တင် goal တောက်လျှောက်ရသွားတယ်၊၄ goal ရသွားတယ်။မိနစ်80ကျော်မှစပြီးတော့တောက်လျှောက်၄ goal ရသွားတယ်။အဲ့တော့ဒါ game ရဲ့အနေအထားကိုဒီလောက်ပဲဆိုတော့နှစ်ကျော်ပေါင်း7-1ရုံနိုင်ကြတော့မရှိဘူး behavior လို့အသင်းမျိုးကိုတကယ်ကောင်းတဲ့အသင်းမျိုးကို Manchester United ကြော်ဖြတ်ခဲ့ပုံကဆိုတော့ဒီခြေစွမ်းနဲ့ဆိုရင်လာမယ့်ရသည်တို့ Tottenham Hotspur ကိုနိုင်ပြီး Champions League ကစားမယ်ဆိုရင် ဒါမန်ချက်စတာရဲ့အနေနဲ့ဆိုတော့တစ်ခုခုလုတ်ပြနိုင်စွမ်းရှိတယ်ဆိုလိုတာကဒီဘယ်လိုပြောမလဲအုပ်စုအဆင့်ကိုကြော်ပြီးတော့ရှုံးထွက်အော် quarter final အဲ့လိုအနေအထားမျိုးထိမှန်းလို့ရတဲ့ဒါလူအင်အားစုဖွဲ့မှုခြေစွမ်းအနည်းပြအရေးအရေးအသွေးဆိုတော့ဒီအရာတွေကိုကျွန်တော်တို့ပြောလို့ရသွားပြီဆိုတော့ form ကမတူဘူးဖြစ်နေတယ် Premier League form ကတမျိုးသို့သော် Premier League လည်းနောက်ပိုင်းလာတွေမှာ Manchester United ကတကယ်ကိုတိုးတက်လာတာဆိုတော့အခုနောက်ပိုင်းပွဲတွေမှာသူတို့ ဒီဘယ်လိုခေါ်မလဲဆိုတော့ခြေစွမ်းပိုင်းမတိမငြိမ်ဖြစ်တာကြတော့ဒီ contrast နဲ့ဆိုင်အခြေအနေ situation နဲ့ဆိုင်တယ်အဲ့ဒါဘာလဲဆိုတော့ Europa League ကိုလုံးဝအယုံဆိုင်လိုက်တယ်ဒီဘက်မှာကသူတို့လုံးဝအင်အားကိုချွေတာပလိုက်လို့ဆိုတော့တိုးတက်လာတာအမှန်ပဲအထူးအသင်းကြီးနဲ့ကစားတဲ့ပွဲတွေမှာလည်း Manchester United တော်တော်ကောင်းလာတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ထားပါတော့အခုဒီပွဲမှာကျွန်တော်အဓိကပြောချင်တဲ့ကစားသမားတွေနံပါတ်1 Doku အကြောင်းစာပြောချင်တာ Doku ဒီအသင်းကိုရောက်စကြတဲ့က Doku ချက်ချင်းစောင့်ကြည့်ခံရတယ်ချက်ချင်း judge လုပ်ခံရတယ်အာ United နဲ့ပတ်သက်အဲ့ပြဿနာလည်းရှိတယ်ဒီကစားသမားတစ်အတွက်ဟိုနားလည်မှုပေးမဲ့အစားဒီ pundits တွေကလည်း United ကစားသမားတစ်ဆိုတခြားအသင်းတွေကကစားသမားတစ်ထပ်ပို့ပြီးတော့အာယုံဆိုင်တယ်ပို့ပြီးတော့စိုးနေတဲ့သုံးသက်တယ်ပေါ့လေတော်ကိုအစပိုင်းမှာတချို့တော့မမားတဲ့အမားတွေကျွန်တော်မြင်ခဲ့ရတယ်ဒါပေမဲ့ဒီကောင်လေးစီမှာကျွန်တော်တို့ဘာမြင်ရလဲဆိုတော့တကယ် ကြောက်စရာကောင်းတဲ့တန်မာမှုနဲ့အမြန်ဆုံးကိုမြင်ရတယ်။သူ့ရဲ့အတွက်အချက်ပိုင်းဆိုင်ရာလိုအပ်ချက်တချို့ရှိရမယ်။အဲ့ဒီအပိုင်းမှာ system ရဲ့အကူအညီကိုရမယ်ဆိုရင်တိုးတက်လာစရာရှိတယ်လို့မြင်ရတဲ့ပုံစံ။အခုဒီနေ့ပွဲမှာဒေါဂူကဒီ left wing back ကစားတယ် right wing back ကစားတယ်နှစ်နေရာလုံးမှာအဆင်ပြေပြေကစားနိုင်တဲ့အပြင်ကို central zone ကိုဝင်ပြီးတော့ဘောလုံးလှူတာတွေဖြတ်တာတွေဘောလုံးလက်ခံတာတွေဖြန့်ဖြူးတာတွေကျွန်တော်တို့မြင်လာရတယ် ဆိုလိုတာက Ruben Amorin လိုချင်တဲ့ပုံစံဟာတပြေးပြေးနဲ့ရောက်လာပြီ Sporting Lisbon မှာ Condor လုတ်တဲ့ပုံစံမျိုးအဲတော်ကူစပြီးတော့မြင်လာရတယ်။ကနာချိုအပိုင်တန်ခွင့်ရတဲ့အနေအဆို Central Zone မှာဘောလုံးလက်ခံတယ်ပြီးတော့လမ်းကြောင်းကိုချပစ်လိုက်တာကမသိရင် Bruno Fernandes အတိုင်းပဲ။ကနာချိုကတလွဲလွတ်လိုက်တဲ့အခါကျတော့သူအရေးပါတဲ့ keeper star ဖြစ်ပြီး access မဖြစ်ခဲ့ဘူး။အဲ့ဒီကြိမ်ပြီးတော့ဒီ Rasmus Hojlund တွင်းသွားတဲ့အလုံး အဲ့ပေါ်လုံးမှာတိုင်မင်းကိုစောင့်ပြီးတော့ဒီအမဒီယလိုဝင်လာတဲ့လမ်းကြောင်းကိုချိန်သားကြိုက်ထိုးထည့်ပေးလိုက်တယ်အမဒီယလိုဖြတ်ပြီးတော့ချိုးပေးတယ်ပြီးတော့ရန်ဆာဆိုင်လန်အနိကပိတ်သွမ်းသွားတယ်ဆိုတော့ဒီမှာလဲကျွန်တော်တို့ကဒီတော်ကူရဲ့အရေးသူကိုမြင်ရတယ်ပြီးတော့ defensive display နှစ်ချမ်းစလုံးမှာသူအားကောင်းကြတော့တွေ့ရတယ်ဒါတော်ကူကကျွန်တော်နံပါတ်1ပြောခြင်းနဲ့ကစားသမားနောက်နံပါတ်2ပြောခြင်းနဲ့ကစားကစားသမားကလန်နီယောရိုလူငယ်လေးပဲရှိသေးတယ် စရောက်လာတဲ့ကလည်းတိတ်ပြီးတော့ဟိုတောက်တော့ပြောင်ပြောင်ထင်းထင်းရှားရှားမရှိတဲ့ကစားသမားသို့တော့လန်နီယော်ရိုဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒီဘက်လာတွေမှာတိုးတက်လာမှုတွေမှာတည်တည်သာသာအံဝင်လာပြီးတော့ဒီ United တွားနေတဲ့ game design ထဲမှာယုံကြည်မှုပြပြရှိရှိနဲ့သူကစားလာနိုင်တယ်။အဲယုံကြည်မှုရှိခြင်းနဲ့အတူလန်နီယော်ရိုရဲ့ကစားပုံကပို့ပြီးတော့လွတ်လပ်ပေါ်ပါလာတော့တွေ့ရတယ်။ပို့ပြီးတက်တောင့်တက်တာရှိလာတော့တွေ့ရတယ်။ဆိုတော့ အနေနဲ့မေဆမောက်တွင်းသွားတဲ့ကိုကိုရဲ့ဆော့ဆော့ဒီဒေါ်ကိုကနေပြီးတော့ဒေါ်ကိုကနေပြီးတော့ဒီအာမတီယယ်လိုဒီယယ်လိုကနေပြီးတော့ရက်ဆန့်ဖိုင်လန်ဆိုတဲ့အနေအထားအဲ့ဒီကိုရဲ့အဲ့ဒီနှစ်ကိုစလုံးမှာလန်နီယော်ရိုရဲ့အရေးပါမှုကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့မေဆမောက်ဟာတကယ်အကျက်သေးမှာဘေဘောခံစစ်ကစားသမားတွေကြားထဲမှာညံ့နေတဲ့အနေအထားဆိုတော့ပုံမှန်အားဖြင့်ဆိုရင်ဒီဘောလုံးကလုခရှောစီကနေပြီးတော့ဒီလန်နီယော်ရိုစီကိုရောက်လာတယ်အဲ့ယော်ရိုက ကွင်းလယ်ဒီဘလိုကွန်ပရက်ရှာမရှိတဲ့ဇုံမှာဘောလုံးကိုလက်ခံတယ်အဲလက်ခံတဲ့ခါကျတော့မီဒယ်သတ်ဇုံကနေတော့နောက်တစ်ယောက်ကိုပြီးမယ်နောက်တစ်ယောက်ကိုပြီးမယ်သူ့အလုပ်ကသူကစန်တာဘက်ဖြစ်တဲ့အတွက်အဲ့ဒါပဲသို့တော်ဒန်နီယောရိုကဝုန်းဆိုပြေးတက်သွားပြီးတော့ကိုးစီထိတ်ထိရောက်အောင်သွားတယ်သွားပြီးတော့မစ်စမောင်ကိုပေးပြီးတဲ့အချိန်မှာသူထပ်ပြီးတော့ခွဲထွက်တယ်သူလိုချင်တာက1 2ရိုက်တာသို့တော်မစ်စမောင်ကတခြား idea တခုသူ့စီမှာရှိနေတယ်โอเคအဲ့တော့ကျွန်တော်တို့က မေဆင်မောင်ရဲ့တခြား idea ဆိုတဲ့အပိုင်းကသူ့ရဲ့ back key လေးနဲ့အနောက်ကိုဒီဘောလုံးကိုထုတ်ပြီးတော့ကန်မယ် ban ဆိုကန်ချသွားမယ် idea သူ့မှာရှိတယ်သို့တော့လန်နီယော်ရိုဟာပေးပြီးတော့ရက်နေမယ်ဆိုရင်မေဆင်မောင်ဟာအဲ့ဒီအခွင့်အရေးကိုလုံးဝမရဘူး။ဘာကြောင့်လဲဆိုတော့သူ့ကြောမှာကိုရှိနေတာသူ့ဘေးနားမှာညာချမ်းမှာတယောက်ရှိတယ်သူ့ကြောမှာတယောက်အသေးကတ်ထားတယ်ဆိုတော့မေဆင်မောင်အနေနဲ့အဲ့ဒီဘောလုံးကိုထုတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီသူ့ကိုအနောက်ကနေပြီးတော့ တိုက်မာကင်ကတ်ထားတဲ့ကစားသမားကလိုက်လှဲ့မှာပဲလိုက်ပိတ်မှာပဲသို့တော့ဖြစ်ချင်တော့လန်နီယောရိုကပေးပြတာနဲ့ဒီ overlapping underlapping ကို row ဝုံးဆိုကိုစီတော့ပြေးဝင်သွားတယ်ဝင်တဲ့အချိန်မှာ missing mount ကြောမှာကတ်ထားတဲ့အသေးကတ်ထားတဲ့သူအတွက်လန်နီယောရိုရဲ့လမ်းကြောင်းကိုလိုက်ရင်းတဲ့အချိန်မှာ missing mount ကအတွတ်ကြီးဖြစ်သွားတယ်အဲ့အချိန်မှာသူဘန်းဆိုကန်ချသွားတယ်အဲ့ဒီ goal အပြင်ကိုဒုတိယ goal မှာလေ open play မှာ doku ကိုသူကစပြီးတော့ ပေးတယ်သူကနေစားလိုက်တာသူကပေးပြီးတော့ဒီဒေါ်ဂူစီကနေအမတီယယ်လိုရောက်တယ်ဒီယယ်လိုဖြတ်ချိုးပြီးတဲ့အချိန်မှာပြိုင်ဘက်ခံစစ်အာယုံနောက်စီမဲ့နေရပြောမယ်ဆိုဘိုင်လိုင်းနာကတ်နေပြီကိုးတိုင်နာကတ်နေပြီအိုင်နာလေးမှာလန်နီယော်လိုရောက်နေပြီဆိုတော့ကျွန်တော်ကညာဘာတွေးမိလဲဆိုတော့စနဘက်တီပေါ့နော်စတော့ပါရီညမရကအဗန်တေ့ချ်ယူပြီးတော့ကို့အသင်းကို attacking တပ်စုံမှာလူပိုစီအောင်လို့ ကစားနေတာအချာဗီတို့ဘတ်စတိုနီတို့ရဲ့အင်တာမီလန်တသိန်းတော့မဟုတ်တော့ဘူးပဲလန်နီယိုရိုကပါလာယူရဲ့အမရွန်ရဲ့ယူနိုက်တက်ကပါလာပြီလေအဲ့ဒါတော့ကျွန်တော်တွေးမိသွားတယ်ထားပါတော့အဲ့ဒါလေဒီပိုင်းပေါ့အဲနောက်ထပ်ချီးကျူးကျင်တာကစားသမားကတော့အဲ့ဒီလိုထားလိုက်တော့ဒီလိုအကြောင်းကျွန်တော်အချိန်မပြောတော့ဘူးသူ့ရဲ့ direct dribbling နေသူ့ရဲ့ creativity တွေ United အတွက် game changing moments တွေဖြစ်စေခဲ့တယ်ဒါပေမဲ့အပြောချင်ဆုံးကစားသမား Mason Mount ကျွန်တော်တို့ Chelsea ကနေထွက်သွားတယ် Mason Mount ကိုအဲ့ဒီလိုမြင်ကြလား ဆိုတော့အသင်းတိုင်းအသင်းတိုင်းကအသင်းတိုင်းအသင်းတိုင်းရဲ့ပြိုင်သက်တွေပါတော့မန်ချက်စတာယူနိုက်တက်ပြိုင်သက်တွေခရစ်စတီယိုရော်နယ်ဒိုအသင်းပြောင်းသွားရင်အဲ့အသင်းမှာဂိုးတွေသွင်းစေခြင်းတယ်ပြီးရင်ယူနိုက်တက်နဲ့ပြန်တွေ့တဲ့ပွဲမှာတော့မှကိုအသင်းနိုင်ကိုအားပေးတဲ့ကစားသမားကတော့ဂိုးသွင်းရင်ကောင်းမယ်ဆိုတဲ့စိတ်မျိုးရှိတယ်လီဗာပူးပြိုင်သက်တွေလည်းဒီလိုပဲဖနန်နိုထော်ရက်စ်အတိအကပြိုင်ဘက်ချယ်လ်ဆီကိုပြောင်းနေလီဗာပူးနဲ့တွေ့တဲ့ပွဲကလွဲရင်ဖနန်နိုထော်ရက်စ်ဂိုးတွေသွင်းနေတော့လီဗာပူးပြိုင်သက်တွေမြင်ရင်ခဲ့ကြကျွန်တော်မိတ်ဆွေတွေအများကြီးပဲ အရင်အားပြီးတော့ဒီ Luis Suarez Barcelona ကိုပြောင်းသွားတယ် Suarez Barcelona မှာအောင်မြင်တော့ပျော်နေတဲ့ Liverpool ကစားသမားတွေ Liverpool ပြည်သက်တွေအများကြီးပဲကိုယ့်အသင်းနဲ့တွေ့မှသာဟိုကိုယ့်အသင်းနိုင်ပါစေမျှော်လင့်တာကိုယ့်အသင်းကိုအဓိကအားပေးရင်အဲ့ဒီကစားသမားကိုလန်လန်ပြီးတော့အားပေးရဆိုကျွန်တော်တို့လန်မေဆင်မောင်းကိုဒီလိုပဲ United ကိုပြောင်းသွားတယ် United ကိုပြောင်းသွား United မှာကျွန်တော်တို့မြင်ကျင်ခဲ့တဲ့မေဆင်မောင်းကအဲ့လိုလွန်ခဲ့တဲ့နှစ်နှစ် သို့မဟုတ်၃နှစ်လောက်ကမေဆင်မောင်းဟာအင်္ဂလန်လူရင်းစဉ်အသင်းမှာ Southgate ရဲ့ယုံကြည်မှုကိုစီလိုက်ရင်မေဆင်မောင်းဟာဘူဆာဘူကာယိုဆာကာရဲ့အနောက်မှာ ရှိတယ်။သို့တော်ဘူကာယိုဆာကာနဲ့မေဆင်မောင်းနဲ့ကတိုက်ရိုက်နေရာမတူလို့ထားလိုက်တော့ကျယ်ဝန်း၃ယောက်ထွက်လာတဲ့ Jude Bellingham, Phil Foden, Mason Mount, Mason Mount ဟာ most affected player ဖြစ်ခဲ့ဘူးလေ။ Mason Mount ဒီ Chelsea မှာကစားနေတဲ့အချိန်တွေ Champions League final မှာ Kai Havertz တို့နဲ့ goal အတွက် မေဆမောင်းရဲ့တကယ်တကယ်အရေးအသွင်းမြင့် pass တွေချောက်စီးကိုဥဆောင်ကစားခဲ့တဲ့အချိန်လေးအဲ့ဒီအချိန်လေးကမေဆမောင်းဟာအင်္ဂလန်လွေးစဉ်အသင်းမှာသူ့ရဲ့ဒီပွဲထွက်ခွင့်ဒီပွဲထွက်ခွင့်ပေါ့နော်ပွဲထွက်ခွင့်ဒီ short game ရဲ့ယုံကြည်မှုသူ့ရဲ့တွင်းကိုသူ့ရဲ့ဖန်တီးမှုဟာ Bellingham နဲ့ Phil Foden ကြီးရဲ့အပေါ်မှာရှိခဲ့တယ်။ Foden နဲ့ Bellingham တော့မှ short game တိတ်မယုံဘဲနဲ့ Mason ကိုကစားနေတယ်။ United ကိုရောက်လာတယ်။ဒဏ်ရာတွေရတယ်၊ပွဲရတန်ပြောက်၊ဂိမ်းရတန်ပြောက် နောက်ဆုံးမှအဲ့နေရာသူ့သူ့နေရာကိုမဟုတ်တော့ဘယ်လင်ဂမ်ဟာပိုကောင်းတဲ့ကစားသမားဖြစ်သွားတယ်ဖီလ်ဖော်ဒန်ဟာပိုကောင်းတဲ့ကစားသမားဖြစ်သွားတယ်ဆိုတော့မေဆင်မောက်မှာကအသက်လည်းအရန်ကြီးသေးတာမဟုတ်လူငယ်ကစားသမားပဲရှိသေးတယ်ပြီးတော့ဒန်ယာတွင်နဲ့ရုံးကန်ခဲ့ရတယ်ဒန်ယာကပြန်တက်တာလာတဲ့အချိန်ဒီမှာလည်းအဲ့လိုပဲဂိမ်းရတန်ပျောက်ဆုံးနေခြင်းနဲ့အတူမေဆင်မောက်ဟာဘာမှလုံးမလုံးပြနိုင်ဘူးသို့တော့အခုဒီပွဲမှာမေဆင်မောက်ကိုကျွန်တော်မြင်ရတာအရန်စိတ်ချမ်းသာဖို့ကောင်းတယ် physical နဲ့ပြီးတော့ဒီ performance နဲ့ကျွန်တော်မြင်ရတယ်။ Ruben Amorin အရန်ပျော်နေတော့ကျွန်တော်တွေ့ရတယ်။ Amorin က Messi Mount ကိုတော်တော်ကိုကြိုက်တယ်လို့ပြောလို့ရတယ်။သူအတွက်ပွဲထွက်71ဦးစင်းမှာသူယုံကြည်မှုရှိကြမှာရှိမယ်။သို့သော် Messi Mount ဟာသူအားကိုးတဲ့ကစားသမား Eric Ten Hag တောင်းကလည်း Messi Mount ကိုတော်တော်ကြိုက်တယ်။သူကိုယ်တိုင်ကသူကိုယ်တိုင်ကဒီဒဏ်ရာတွေနဲ့ရုန်းကန်နေရတယ်။ Amorin ရောက်လာတဲ့အချိန်မှာလည်း Amorin ဟာ ူ့ရဲ့စကားသူ့ရဲ့ပါးစပ်ကနေထွက်တဲ့စကားတွေမှာမေဆင်မောင်ဆိုတဲ့နာမည်မကြခဏပါတယ်ဒီပွဲပြီးမှလည်းဒါကျွန်တော်ထင်တဲ့အတိုင်းပဲမေဆင်မောင်ကိုအကျန်းကိုချီးကျူးသွားမေဆင်မောင်ရဲ့ဒီဘလုတ်ကော်မလို့ဆိုနေပုံထိုင်ပုံစားပုံတောက်ပုံလေးကျင်ငန်းအပေါ်အာယုံဆိုင်ပုံကိုကိုကိုဒီဘလုတ်ကော်မလဲဟိုအကောင်းဆုံးကြံ့ခိုင်မှုကိုရဖို့အတွက်ကိုကိုကိုမွေးနေတဲ့ပုံအဲ့ဒီဟာတွေသူအကုန်ထုတ်ပြောသွားပြီးတော့အဲ့လိုကစားသမားမျိုးတယောက်ကိုခြေစမ်းပြကျင်ခဲ့တာသူအရန်ပြောတယ်ပြီးတော့ ဒီစိတ်ချမ်းသာစရာအကောင်းဆုံးက United အသင်းရဲ့အရန်ခွန်မှာရှိနေတဲ့ကစားသမားတွေအကုန်လုံး Mason Mount ဒီ goal တွန်းသွားတဲ့အချိန်မှာဘလောက်ပျော်သလဲအဲ့ဒီအပျော်ဟာဒီ Ruben Amorim ကျွန်တော်အတွက်တော့အဲ့ဒီမြင်ကွင်းကအပျော်စရာအကောင်းဆုံးပဲဆိုပြီးတော့ပြောသွားတယ်ဆိုတော့ထားပါတော့ဒါ Manchester United ဘွဲအကြောင်းနဲ့အတူကျွန်တော်အဓိကပြောချင်တဲ့ပြောင်းလဲလာတဲ့ပြောဖို့ကြံတာကဒီ Casemiro တို့ Bruno Fernandes ကျွန်တော်တသိန်းလုံးကိုပြောချင်တာမဟုတ်ဘူးအဓိက highlight ဖြစ်တဲ့ကစားသမားတွေခြေစမ်းနဲ့လည်းမဆိုင်ဘူးကျွန်တော်စိတ်ထဲမှာ မျက်စိထဲမှာအုံနောက်ထဲမှာကွန်းကွန်းခွက်ခွက်ဖြစ်သွားတယ်ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဒါသုံးသက်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဖော်မတ်ဆာပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်